ားလုံးပဲမင်္ဂလာပါရှင်။ဒီကျနာတရင်ချနေရဲ့အော်တိုဘားလာနေ့ရက်နေ့ရူဒူစီစုံတက်ဆက်ပြတော်မှာဖြစ်ပါရယ်။စေအိုးစုရဲ့တပ်ဖြတ်မှုကြောင့်ကိုလာတာတွင်ကလေး122ဦးသေဆုံးခဲ့ပါရယ်။ကျောက်စင်းမြေဖကန်ဒေတာကနေရအချို့မှာပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမိုင်းဒေးဖုန်းဆက်သွယ်ရေးလိုင်းတွေပြန်ရနေရလို့ဗီဒါကောင်းနေစရာတရားပါရယ်။ ရှမ်းမြောက်မူစီရီတာအတွင်ကရွှေထူးဘုံမူကိုတာစီရင်ကိုကန့်တ MNDA ပြခတာကြောင့်အရသာတိတ်ဆုံးခင်မှုဖြစ်စင်တဲ့ပတ်သက်ပြီးအချိန်ကြာမြင့်လာပေမဲ့ BC ရာမရှိသေးတာကြောင့်ချက်ရှိနေတဲ့တောင်စုချက်တွေကိုအမြန်ဆုံးဆောင်ရွက်ပေးဖို့ဒေတာခေါင်းတွေလိုလာနေပါတယ်။စားတဲ့တရနေကိုတက်ဆက်ပေးရမှာပါကျမတို့အစီအစဉ်တက်ဆက်သူမိုင်းနေဖြစ်ပါတယ်။ဆိုဆိုရတဲ့ပြမှုကြောင့်ကိုလာတာအတွင်းကလေး922ဦးတိတ်ဆုံးခဲ့ပါတယ်ဆက်ဆိုင်ကတက်ဆက်ပေးမှာပါ ဆေးဟုတ်စုရဲ့တပ်ဖြတ်မှုကြောင့်2025ခုနှစ်ကိုလာတာအတွင်းတည်ဆုံခဲ့တဲ့အသက်16နှစ်အောက်ကလေးငယ်အပေါင်း222ယောက်ရှိနေရလို့နိုင်ငံရေးအကြံသားများကူညီဆောင်ရှောက်ရေးအသင်း AAPBS ရင်းတွင်အရာတည်ရပါတယ်။အဲ့ထက်မှာသကိုင်းတန်းကတည်ဆုံသူ59ယောက်နဲ့အများဆုံးဖြစ်ပြီးရခိုင်ပြည်နယ်ကတော့တည်ဆုံသူ41ယောက်နဲ့ဒုတိယအများဆုံးဖြစ်တယ်လို့ဆိုပါတယ်။ လေကြောင်းတိုက်ခိုက်မှုကြောင့်ဒေဆုံရတဲ့အရေးအတွက်ကတော့134ယောက်နဲ့အများဆုံးဖြစ်ပြီးလက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့်ဒေဆုံမှုကတော့34ယောက်နဲ့ဒုတိယအများဆုံးဖြစ်နေတာပါအာနာသိမ်းပြီးတဲ့နောက်ဆဲအုစုကြောင့်ဒေဆုံခဲ့တဲ့ကလေးငယ်စုစုပေါင်းကတော့အခုနှစ်စက်တင်ဘာလကုန်အထိ918ယောက်ရှိရလို့သိရပါတယ်ပြီးခဲ့တဲ့စက်တင်ဘာလ29ရက်နေ့ကလည်းကချင်ပြည်နယ်ဝိုင်းမော်မြို့နယ်စသုံးမြို့ကဈေးနဲ့စာတင်ကြောင်းကိုဆဲအုစုကလေကြောင်းကနေပုံချဲခဲ့တာကြောင့်ကျောင်းသားကလေးငယ်2ယောက်အပါအဝင်စုစုပေါင်းဒေသခံ6ယောက်တည်ဆုံခဲ့ပါတယ် စစ်ကော်မရှင်ဟာလက်ရှိအချိန်မှာလည်းတိုက်ပွဲမဖြစ်ပွားပဲတော်လိုင်းရေးအင်အားစုတွေထိန်းချုပ်ထားတဲ့ဒေသတွေကဈေးတွေစာတင်ကြောင်းတွေကိုပြစ်မှတ်ထားတိုက်ခိုက်နေတာဖြစ်ပါတယ်။အာနာသိမ့်ပြီးနောက်2025စက်တင်ဘာလကုန်အထိစေအုပ်စုကတပ်ဖြတ်လို့တိုက်ဆုံခဲ့တဲ့ပြည်သူတွေထဲမှာနာမည်နဲ့တကွအတည်ပြုထားနိုင်သူဟာ9330ယောက်ရှိနေပြီးအတည်မပြုနိုင်သေးတဲ့သူကတော့4000ဝန်းကျင်ရှိနေတယ်လို့ AAPP ကထုတ်ပြန်ထားပါတယ်။ ီတူလူထုအနေနဲ့မိမိဒေတာမှာဖြစ်ပေါ်နေတဲ့သတင်းကြောင်းရာတွေကိုပေးဖို့ channel ဆိုရင်တော့မချနာသတင်း channel ရဲ့ messenger အနေဖြစ်စေဖုန်းနံပါတ်3969633တင်းနစ်တကိုဖြစ်စေဆက်သွယ်ပေးဖို့နိုင်ပါတယ်ကျောက်စိမ့်မြေဖကန်ဒေတာကနေရတချို့မှာပြီးကြရရပိုင်အတွင်းမိုင်းတဲဖုန်းဆက်သွယ်ရေးလိုင်းတွေပြန်ရနေရလို့ဒေတာကနေထံကသိရပါဗျ။ချွေစားကတိဆက်ပေးမှာပါ။ ကန်ဒေတာမှာမိုက်ကယ်ဖုန်းဆက်သွယ်ရေးလိုင်းတွေပြန်ရနေတာဟာစစ်ကွန်မရှင်ကရွေးကောက်ပွဲအတွက်ခဏပြန်ပေးတာဖြစ်နိုင်တယ်လို့ဖကန်ဒေတာကအမျိုးသားသူဦးကမြင်နာတည်တင်ကြနေကိုတုံ့တပ်ပြောဆိုပါတယ်မိုက်တေးကလည်းမြို့တော်ပေါ်ပေါ်တတ်တယ်မိုက်တေးကမြို့သွင်းမှာဆိုရင်တော့ပြန်လိုက်ပေါ်လိုက်အဲ့လိုဖြစ်နေရင်ကျွန်တော်တယောက်တည်းအမြင်အရဆိုရင်တို့ကရွေးကောက်ပွဲအတွက်ပြည်သူတွေကိုဆွဲဆောင်တာလို့မြင်တယ်အဲ့ဒါအကြ ాయి တော့မခံဘူးတို့ခဏပဲဖွင့်ပေးရဟုတ်တယ်အဲ့ဒါတော့နေရာတိုင်းမရဘူးဒီမနက်လက်ဖက်ကမှမရဘူး ါကန်ဒေတာကနေရာချုံမှာမိုက်တဲဖုန်းဆက်သွယ်ရေးလိုင်းတွေရနေပေမဲ့ဖုန်းဆက်သွယ်ပြောဆိုဖို့ခက်ခဲနေစေပါ။ လုံချင်းဖက်ကနဲ့ဆိုင်းတောင်ဘက်ကနေရာချူရီမာ MBD တယ်လီနိုအတမ်အပြင် Mytel 47ရဲ့ line တွေရနေတယ်လို့နောက်ထပ်ဖက်ကဒေတာခံသူရဲ့ပြောပြချက်အရာသိရပါတယ်ဖက်ကဒေတာမှာစီရဲ့အခြေအနေတည်ငြိမ်နေရင် MBD နဲ့တယ်လီနိုအတမ်ဖုန်း47ရဲ့ line တွေအသုံးပြုရလွယ်ကူပေမဲ့တိုက်ပွဲတွေရှိတဲ့အခါ line တွေမကောင်းဘူးလို့လည်းသိရပါတယ်ဖက်ကဒေတာမှာ internet line တွေကို Starlink နဲ့ IP Star စတဲ့ Wi-Fi set တွေနဲ့အသုံးပြုနေကြရတာဖြစ်ပါတယ် လက်ရှိအချိန်မှာတော့ကချင်းပြည်နယ်လုံးကိုဖုန်းနဲ့အင်တာနက်လိုင်းပြတ်ကျောက်ချတာတနည်းကျော်ခဲ့ပြီးဖြစ်ပါတယ်။ပြီးခဲ့တဲ့2023ခုနှစ်အာနာတင်ပြီးနောက်ပိုင်းစက်တင်ဘာလကစပြီးဖခန်ဒေတာကဖုန်းဆက်သွယ်ရေးလိုင်းနဲ့အင်တာနက်လိုင်းတွေကိုစစ်ကော်မရှင်ကဖြတ်တောက်ခဲ့တာဖြစ်ပါတယ်။ဖခန်ဒေတာဟာကချင်းပြည်နယ်မှာပထမဆုံးနဲ့အခြေအကြဆုံးဖုန်းဆက်သွယ်ရေးလိုင်းနဲ့အင်တာနက်လိုင်းတွေကိုဖြတ်တောက်ခံတာရတဲ့ဒေတာတစ်ခုလည်းဖြစ်ပါတယ်။ ချမ်းမြောက်မုံစီဒေတာအတွင်းကရွှေတူဖုံမှုကိုတားဆီးရင်ကိုကန်တာ MNDA ဖြစ်ခတ်တာကြောင့်ရတားတိတ်ဆုံးခင်မှုဖြစ်စင်နေပတ်သက်ပြီးတော့အချိန်ကြာမြင့်လာပေမဲ့ PC ရာမရှိသေးရကြောင့်ချက်ရှိနေတဲ့တုံးစုချက်တွေကိုအမြန်ဆုံးဆောင်ရွက်ပေးဖို့ဒေတာခန့်တွေလိုလာနေပါတယ်အရေးဖြစ်စဉ်အတွင်းအရက်သားတွေကိုဖိကတ်ခဲ့တဲ့ဒူတွေကိုအဖြစ်ပေးအရေးယူဖို့နဲ့စေဘဝခအပြန်ထိုက်တဲ့တန်ဖိုးစာရယ်နဲ့ပတ်သက်ပြီးအမြန်ဆုံးဆောင်ရွက်ပေးစေလိုတယ်လို့တရားခံသူကမိချနာတရင်ချောင်းနေကိုပြောပါရယ် စံပြေမှုချန်ကိုတည်းရစနေဖို့လည်းကျွန်တော်တို့ဒေတာခဏရလကုမျောလင့်ထားတယ်လို့အရေးယူပေးတော့ဒေါ်လာပြီးစိတ်ကူတဆိုင်နဲ့ထိုက်တဲ့တံဖိုးဖြစ်နိုင်တော့အ мян ဆုံးဖြည့်ရှင်ပေးဖို့အရန်လိုလားတာအ мян ဖြည့်ရှင်ပေးဖို့မျောလင့်တာပေါ့ရိချက်တွေနဲ့ပတ်သက်ပြီး MNDA ရုံချုပ်ကိုတင်ပြထားပေမဲ့အကြောင်းပြလာတော့မရှိသေးတာအပြင်အချိန်ခွန်လာနေပါကြာမြင့်လာပြီဖြစ်တာကြောင့်ဒီတိုင်း PC သွားမှာကိုဒေတာကောင်တွေစိုးရိမ်နေလို့ဆိုပါတယ် ဒေတာခန့်တွေအနေနဲ့ဖိခတ်မှုအတွင်ထိခိုက်တူတွေဈေးကူတာခေတ်စဉ်ကဈေးဘဝခါဈေးတွေလည်းအကျွေးတင်နေရာကြောင့်အခက်တွေ့နေရတယ်လို့လည်းသိရပါဗျ။ကြောင်ပြန်ရတားပီသူတွေအနေနဲ့လက်နက်ကင်အဖွဲ့တွေကိုအချင်းပြေပြောဆုံနေဖို့လည်းအဆင်မပြေသလိုလင်ငရေးချေနေလေးရှုပ်ထွေးနေတာကြောင့်ဒီကိစ္စနဲ့ပတ်သက်ပြီးမခြားခဏပြောဆိုဖို့မဝင်ရေးပဲဖြစ်နေတယ်လို့လည်းသိရပါဗျ။မှုခင်ဖြစ်ွားခဲ့တဲ့နေရာမှာတော့ကိုကန့်တပ်ဘက်ကလည်းရွှေသူဖို့မှုလုံးဝမရှိတော့သလိုဒီရခန့်တွေကလည်း ဲ့ဒီနေရာမှာအသက်ဆုံးရှုံးသွားသူတွေရဲ့အမတ်သားကိုစိတ်ထူချရလို့သိရပါတယ်။ MNDA ကတော့တိတ်ဆုံးသွားတဲ့အရက်သားတွေရဲ့နိုင်ရင်ကိစ္စကိုတောင်းယူပေးခဲ့တယ်လို့တာမြင့်နေရာမှာရွှေမသူဘော်တို့ဘုတ်ကိုသဘောတူဆောင်ရွက်ပေးခဲ့ပေမဲ့ကြံတောက်ဆုပ်ချက်တွေကိုဆောင်ရွက်ပေးရမရှိသေးတဲ့အတွက်အမြန်ဆုံးဆောင်ရွက်ပေးစိတ်လိုရလို့ဆိုပါတယ်။မူစီဒီတာအထွန်းရွှေမတူဘော်ကိုတာမြင့်ထားတဲ့နေရာမှာကိုကတ္တ MND ကရွှေတူဘော်နေရာ ပြီးခဲ့တဲ့မတ်လ9ရက်နေ့ကဂျေရော့ကော်မတီဝင်တွေတွားရောက်တမင်ရာကနေအခြေတင်ဖြစ်ပွားခဲ့ပြီးကိုကန်တပ်ဘက်ကတနက်နေ့ပြစ်ခတ်ခဲ့တာကြောင့်ရထား6ဦးတိတ်ဆုံးပြီး6ဦးထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်အနေရဲ့ကြီးစွာတည်ရှိနေတဲ့မြေမြုပ်မိုင်းတွေရဲ့တိမဖွယ်ရာတွင်ပြင်းလက္ခဏာတွေအကြောင်းအသိပညာပေးပြောပြသွားပါမယ်။မြေမြုပ်မိုင်းတွေဟာအမျိုးအစားပုံတံတန်းအရွယ်အစားနဲ့အယောက်မျိုးစုံနဲ့ရှိနေတတ်ပါတယ်။မြေမြုပ်မိုင်းတွေကို တစ်တာဒါမှမဟုတ်ပလတ်စတစ်ဒါမှမဟုတ်တတ်တုတွေနဲ့ပြုလုပ်ထားနိုင်ပါတယ်။တချို့ပောက်ကွဲစေတတ်တဲ့ပစ္စည်းတွေဟာလက်လုတ်တွေဖြစ်ပြီးနှင်းဆင်သုံးအရာဝတ္ထုတွေနဲ့တူပါတယ်။တတိပြုဖို့ကတော့အဲ့ဒီပစ္စည်းတွေက ပုံမှန်နေရာဒါမှမဟုတ်ဝါယာကြိုးနဲ့ရှိနေတတ်ပါတယ်။မြေမြုပ်မိုင်းအများစုဟာမြင်တွေ့ဖို့ခက်ခဲပါတယ်။မြေမြုပ်မိုင်းအပါအဝင်အသုံးပြုပြီးမပောက်ကွဲသေးတဲ့လက်နက်ပစ္စည်းတွေလက်လုတ်မိုင်းတွေဟာမြေကြီးပေါ်မှာတမကအမြင်အောက်မှာလည်းရှိနေတတ်ပါတယ်။မြေမျက်နှာပြင်ပေါ်တွေမှာ တ်ဝန်းကျင်အနေထားနဲ့တသားတည်းဖြစ်အောင်ပုံဖြတ်ချထားတတ်ပါတယ်။ရေဘူးရအဖြစ်ကွယ်ဝတ်တည်ရှိနေတတ်ပြီးမြင်တွေ့ဖို့ခဲရင်ပါတယ်။မြေမြုံမိုင်းတွေဟာမိုးလေရေစတဲ့ရာသီဥတုအခြေအနေတွေနဲ့ရေကြီးမြေပြိုဖြစ်ပြီးတဲ့နောက်ပုံတံပြောင်းလဲနေတယ်လို့မူလနေရာကနေတခြားနေရာရွေ့တာဖြစ်ပေါ်တတ်ပါတယ်။မြေမြုံမိုင်းတွေကိုထူထပ်တဲ့မြက်ပင်တွေနဲ့တစ်ပင်တွေကြား꿰ပြီးမြုပ်ထားထောင်ထားတတ်တယ်လို့ရေအောက်မှာမြုပ်ထားတတ်တဲ့အပြင်ပုံစံမျိုးမျိုးနဲ့မြုပ်ထားထောင်ထားတတ်ကြပါတယ်။ အချို့မြေမျိုးမိုင်းတွေကိုမြေမျက်နှာပြင်အောက်ထဲမှာမြုပ်ထားတတ်ပြီးခြေနဲ့တက်မြင်နေတဲ့အခါဒါမှမဟုတ်ရင်နဲ့တက်ချိန်မိတဲ့အခါပောက်ကွဲမှုကိုဖြစ်ပေါ်စေပါတယ်မြေမျိုးမိုင်းအမျိုးအစားတွေကိုလူတက်မြေမျိုးမိုင်းနဲ့ရင်ဖြတ်မိုင်းဆိုပြီးနှစ်မျိုးခွဲခြားနိုင်ပါတယ်လူတက်မြေမျိုးမိုင်းမှာမှရုပ်ချီပောက်ကွဲမိုင်းနဲ့အစားထွက်လူတက်မိုင်းဆိုပြီးနှစ်မျိုးရှိပါတယ်ရုပ်ချီပောက်ကွဲမိုင်းဆိုတာကမ္ဘာပေါ်မှာအတွေ့အဆုံမိုင်းအမျိုးအစားတစ်ခုဖြစ်ပြီးမြေအောက်မှာမြုပ်ထားလေးရှိပါတယ်အစားထွက်လူတက်မိုင်းဆိုတာ ပောက်ကွဲတဲ့အခါအစာအနဖျာထွက်ပြီးထိခိုက်သူတမကအနီးဝန်းကျင်ကအခြားသူတွေကိုပါထိခိုက်ပြီးသေဆုံးနိုင်ပါတယ်။ရင်ဖြတ်မိုင်းဆိုတာကရင်တွေကိုဖျက်ဆီးဖို့အတွက်ရည်ရွယ်တာပါ။လူတက်မြေမြုပ်မိုင်းတွေထက်အရွယ်စားပူကြည့်ပြီးပောက်ကွဲအားကိုပုံမပြင်းထန်လေးရှိတာဖြစ်ပါတယ်။အချို့မြေမြုပ်မိုင်းတွေကိုမြင်းမြတ်နှပင်ပေါ်မှာချထားပြီးတော့ဝါယာကျုံးမြင်လေးတွေနဲ့ချိတ်ဆက်တွေ့တန်းထားပြီးဒီကျုံးမြင်ကိုထိမိတာဒါမှမဟုတ်ဖြတ်တောက်တာပြုလုပ်ခဲ့မြင်ပောက်ကွဲမှုဖြစ်ပေါ်စေမှာပါ။ ပောက်ကွဲစေတတ်တဲ့ပစ္စည်းတွေကိုဗတိပခအတွင်းပြခတ်ခြင်းပြလွတ်ခြင်းတို့ပြုလုပ်နိုင်ပြီးသစုံတစ်ခုနဲ့ထိခိုက်မိတဲ့အခါမျိုးတွေမှာလည်းပောက်ကွဲမှုကိုဖြစ်ပေါ်စေပါတယ်။ညမြုံမိုင်းနဲ့အခြားပောက်ကွဲစေတတ်တဲ့ပစ္စည်းတွေဟာအတုံးပြုတ်ဖို့အတွက်တမမဟုတ်အတုံးပြုတ်ပြီးတဲ့လက်နက်တွေဖြစ်ပါတယ်။ဥပမာတနက်နဲ့ပြခတ်တာအမြောက်နဲ့ပြစ်တာတိုက်လေရင်ပေါ်တွေကနေပြစ်ချတာလက်နက်ကင်တပ်ဖွဲ့တွေကဖွဲ့ထားတာတွေဖြစ်ပါတယ်။ မြေမြုပ်မိုင်းနဲ့အခြားပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေကိုတိုက်ပွဲတွေမှာအများဆုံးအသုံးပြုလေးရှိကြပေမဲ့လက်နက်ကင်အဖွဲ့တွေတမကအရတားပြည်သူတွေကိုပါထိခိုက်စေတာဖြစ်ပါတယ်မြေမြုပ်မိုင်းတွေကိုတိုက်ပွဲဖြစ်ပွားလေးရှိတဲ့နေရာတွေလက်နက်ကင်တပ်ဖွဲ့တွေရှိတဲ့နေရာတွေလက်နက်ကင်တပ်ဖွဲ့တွေရှိခဲ့တဲ့နေရာအသုံးပြုသွားတဲ့လမ်းတွေနဲ့အနီးဝန်းကျင်နေရာတွေမှာတွေ့ရှိလေးရှိပါတယ်တချို့တော့မြေမြုပ်မိုင်းတွေဟာခုံပြနိုင်ခဲ့ရင်ပေါက်ကွဲနိုင်စွာမြင့်မာပြီးအဝေးကိုခြေပြန့်စွာထိခိုက်မှုဖြစ်ပေါ်စေပါတယ် မြေပြင်နဲ့ထိချိန်မပေါက်ကွဲသေးပဲဆက်ရှိနေလဲအနည်းငယ်ကြီးစွာကြာရှိနေနိုင်ပါတယ်။မြေမြုပ်မိုင်းနဲ့အခြားပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေကြောင့်လူနဲ့တရိစ္ဆာန်တွေကိုအသက်သေစေနိုင်ပါတယ်။မြေမြုပ်မိုင်းတွေနဲ့ပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေဟာလက်နဲ့ကင်ပฏิပခများရက်ဆဲသွားပြီးနောက်တွင်မှလည်းအသက်အန္တရာယ်တွေကိုချိန်ချောက်နိုင်တဲ့ပစ္စည်းအဖြစ်ကြာရှိနေနိုင်တဲ့အပြင်တက်တန်းကုန်ဆုံးတာလည်းမရှိပါဘူး။ဒီကနေ့တရင်ချနေရေဒီယိုအစီအစဉ်ကိုအပတ်စဉ်တင်လာနေရနေတောက်ကြနေအထီး ည၈နာရီအချိန်တိုင်းမှာတင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်စောင့်မျှော်နာဆင်နိုင်ပါပြီ။ကချင်ပြည်နယ်တွင်းအနောက်ဆုံးရသတင်းတွေနဲ့အတူအခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုလည်းဥချနာသတင်းချန်နယ် app Facebook စာမျက်နှာ YouTube နဲ့ website တို့ကနေသတင်းလဲစောင့်မျှော်ကြည့်ရှုနာဆင်နိုင်ပါပြီ။